င်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးမှာတော့ DVB ရုပ်မြင်သံကြားအစီအစဉ်လေးထက်က i citizen journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့မေလ25ရက်နေ့ကကလေးမျိုးအလုသမဝန်ထမ်းကုန်တင်ကုန်ချအလုသမများနဲ့စုပေါင်းပြီးတော့အလုပြန်လဲရရှိရေးကုန်တင်ကုန်ချကွင်းအမြန်အောက်ထက်ပေါ်ဆောင်ရွက်ရေး နှစ်စဉ်အလုသမာဝင်ငွေရာဂိုင်နှုတ်လိုက်စုဆောင်ထားတဲ့ဗန်စုငွေကိုထုတ်ယူရရှိရေးနဲ့ပတ်သက်ပြီးတော့ဆန်တော့ထုတ်ဖို့ပွဲတစ်ခုကိုကလေးမျိုးမှကျင်းပပြုလုပ်ခဲ့ပါတယ်ခင်ဗျာဒီသတင်းရုပ်သံပြည်စုံလည်းရှုစားပါဦး ေကိုကျ2014တုံးလားပိုင်းကနေစပြီးတော့ကျွန်တော်တို့အခု2015 9လောက်ပဲဒီကျွန်တော်တို့လုပ်သားတွေမှာလုံးမလို့ရပါဘူး2014လုံးကဥစည်းတွေကဒီကလေးမျိုးကဒိတ်တွေကရိုးရိုးကြီးပဲကျွန်တော်တွေကဒီကိုယ်တော်ကြအလုံးအလုံးမလို့ရတာဖြစ်ပါလေဒါကြောင့်မလို့ကျွန်တော်တို့အခုလုံးဆန္ဒပေါ်ထုတ်ရခြင်းဖြစ်ပါလေကျွန်တော်တို့ကိုယ်တော်ကြအလုံးသမားတွေကစောင့်ဝေလုံးကြမှာရင်းလူကြီးတွေ မတန်ဒုက္ခရောက်နေပါတယ်ဒါကြောင့်မို့နိုင်ငံတော်အစိုးရအပိုင်းမှာကျွန်တော်တို့ကုလင်ကုံကြပုံမှားတွေလောကမှာထည့်ထားတဲ့လူကြီးလက်မှတ်ကိုအများဆုံးထုတ်ပေးဖို့ကျွန်တော်တို့လူတော်စကားပြောရခြင်းဖြစ်ပါတယ်ကဲဖြစ်နေတာကတော့ကျွန်တော်တို့တရားမဝင်စစ်တွေကိုခံရတယ်ကျွန်တော်တို့စစ်စစ်တွေကိုလည်းရက်ဆိုင်ထားခံရတယ် ရဆိုင်ခံရတဲ့အတွက်ကျွန်တော်တို့တက်ဆစ်လောက်သွားသူဟာကြက်ခဲဒီလိုတွေ့ရလုံးလင်းမဲ့ပြက်ကနာအဲလုံးလင်းမဲ့ပြက်ကနာကိုပြီးခဲ့တဲ့ရက်လေးလပိုင်းရက်20လောက်ပိုင်းခုချိန်ကြီးကျွန်တော်တို့လောက်သားတွေဟာမငှယုံတင်နေပေါ့ဗျာနော်မငှယုံတင်နေချိန်ငါပေါင်းနေမိမစားရတဲ့ပုံအများကြီးတယ်ကိုကိုဒီဘက်ကလည်းအများကြီးပါကျုံတွေ့နေရတယ်တချို့ဆိုရင်မြောင်းနေတူးလိုက်ရတယ်ကျုပ်ဆိုရင် ပြန်နေဆင်းလိုက်ဆင်းရောင်းနေသူကျင်းသူတွေကိုလဲရတာပေါ့ဗျအဲ့လိုမျိုးအနေထားလို့ဖြစ်နေတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကလမ်းပေါ်ထွက်ပြီးမှဆန္ဒထုတ်ဖို့ဖြစ်တယ်။ကျွန်တော်တို့ကုလင်ကုန်ချာအစိုးရအနုဘာမတ်ပုံတွေလုံကမ္ဘာဖြစ်ပြီးမှကျွန်တော်တို့ကလုံးဝကိုလုံးပိုင်ဝင်မရှိပါဘူး။ဒါကြောင့်မို့ကျွန်တော်တို့ဆန္ဒဖို့ထုတ်ရရင်ဖြစ်ပါလေ။အခုတိဆက်ပေးမယ့်တဲ့ရင်တော့ တရားဝတီခရိုင်ဂျိုးပင်ကောင်မြို့နယ်ရဲတပ်ဖွဲ့ဟာမြို့နယ်အတွင်းမှာမော်တော်ဆိုင်ကယ်စီးသူပြည်သူတွေကိုမေလ10ရက်နေ့ကနေမေလ31ရက်နေ့အထိရင်စည်းကမ်းနဲ့ပတ်သက်ပြီးတော့အသိပညာပေးဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်။ဇွန်လ3ရက်နေ့နေ့စတင်ပြီးတော့စီကံဖောက်ဖြဲတဲ့ဆိုင်ကယ်များကိုမော်တော်ယာဉ်ဥပဒေနဲ့အညီတရားစွဲဆိုဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းလည်းပြောဆိုထားပါခင်ဗျာ။ဒီသတင်းရုပ်သံအပြည့်စုံနဲ့ရှုစားပါဦး။ ကျွန်တော်ကဂျိုးကောင်မျိုးနဲ့စိတ်နဲ့ကြည့်ရအောင်ကျွန်တော်နာမည်ကတော့မောင်ဝင်းမျိုးဆိုပါတယ်သူ့ကိုဆိုင်ကဟုတ်နော်အဲ့လိုတက်မှတ်ပေးထားရတဲ့အရင်လည်းသူ့ကိုကျေးဇူးတင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီ accident ဖြစ်တဲ့အခါမျိုးတွေမှာဒီဆိုင်အော်တိုမပါဘူးဆိုလို့ရှိရင်မဖြစ်ဘူးဒါဆိုလို့ရှိရင်တက်တာမယ်ပေါ့နော်နည်းနည်းပဲဒီဒါဆို overweight လည်းမဖြစ်ဘူးပေါ့နော်နှစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါကြောင့်စီကံတကြနေဖြစ်သွားတယ်ဆိုတော့အထူးဝမ်းမြောက်ဝမ်းသာတူပါဆက်ရအောင်ပြောလိုက်ပြောပေါ့နော်အဲ့လိုမျိုးတွေကဘိုးလည်းပဲအတိတိလောက်ပေါ့နော်ကိုရှင်းလင်းတကြပြီလို့ဆုံးဖြတ်ထားပါတယ် နေရတော့ဂျုံကောင်မျိုးနဲ့ခက်ကြတဲ့ဒီက lesson lesson ယူကြည့်ရမှာနေထိုင်ပါလေ။နောက်နာမယ်ငွေငယ်လို့ခေါ်ပါလေ။လုံးနေတဲ့ဆိုလို့ရှိရင်ကပြည်သူတွေအတွက်ကောင်းပါတယ်။ဆိုင်ကယ်စီးအုတ်ထုံးနဲ့ရင်မောင်းလိုက်ရင်ပါလို့ရှိရင်ပြည်ပြမှာအနေရကင်းနဲ့အုတ်ထုံးလူတိုင်းကိုစီစောင်းတာတော့အနေရကင်းပါလေ။ညမှာတစုံတစ်ခုဆိုင်ရမော်တာပဲဘူးဆိုင်ရတဲ့တာဆိုဥကောင်းတော့မကြည့်ရောက်ဘူးဗျာအဲ့တော့ဒီဆိုင်ရစင်းရဲ့အော်တိုကိုပါဆောင်းကြပါဆိုပြီးတော့မှလက်ကမ်းပေါ့ လက်ကမ်းတစ်ဆင့်ပြောကြမယ်လို့တော့စစ်ကူထားပါတယ်ကျွန်တော်ကဟုတ်ပုံမျိုးနဲ့ညောင်းဆိုညောင်းပြေးပါတယ်မင်းလည်းနောက်ခုရင်ဟိုပါပေါ့စီကန်းနဲ့ပတ်သက်လို့ဒီရက်ကြာတော့ကျွန်တော်ဟိုစားပါတော့ဟိုလိုပန်းအောင်ဒါကတော့ဟိုစမ်းတာမဟုတ်ပါဘူးတဲ့ညစီကန်းတော့လိုင်းလာတယ်ကျွန်တော်ကတော့ပညာရေးဝင်နေထုတ်တာပါတဲ့ဒါကျေးဇူးတင်ပါတယ်တကယ်ကျေးဇူးတင်ပါတယ်အဲ့လိုလုပ်လိုက်တော့ကျွန်တော်တို့ဘောပေါင်းရေးတမ်းဘူကိုအစိမ့်ကြီးနေဖြစ်တဲ့အခါကျတော့ကျွန်တော်တို့အထောက်အပံ့လည်းအများကြီးရတယ်အသက်အန္တရာယ်တွေအတွက်လည်းအများကြီးကြိုးပြုတယ် ဆက်ရပြီးပြီးလေးပြီးရခုလိုလုပ်ပြရသေးတယ်ဒီရွာရောက်နေတယ်ဒီမဲ့ရွာသားတွေကိုခုလိုလုပ်ပြီးဒီဘာလဲဒီလဲကြောင့်ကျွန်တော်ကတန်းပြီးတော့ဖောက်ပြချပါမှာပါကျွန်တော်ပြောပြပေးမှာပေါ့ဘာဘူးဥစားလာဒါပဲကလားလောင်တဲ့ရက်နေ့ကြရေးပြီးပေါ့အဲ့ဒီရက်ကဘကပိုင်ငယ်ကြီးလို့ဆိုလျော်တဲ့သီးပိုင်ငယ်ကြီးပြောင်းနေအောင်ပဲသို့မဟုတ်ပြောင်းအောင်ပြောင်းသမားလည်းအုပ်လို့တော့အတော့အုပ်လို့တော့ မတဲ့ဟိုဘာလဲနိုင်ငံမှာဆိုတော့ဟိုဟိုဒီကတည်းကအဲ့ဒါပေါ်တော့ဟိုဒီကတည်းကအခုတင်ဆက်ပေးမယ့်သတင်းတဘောတော့မေလ23ရက်နေ့ကမိုးသက်လေပြင်းတိုက်ခိုက်ပွဲနောက်ပိုင်းမှာပဲခူးမျိုးကရက်ွက်တော်တော်များများမှာလျှက်စမီပြတ်တောက်သွားတဲ့အတွက်ဒေသခံပြည်သူတွေအခက်အခဲနဲ့ကြုံတွေ့နေရတဲ့အကြောင်းကိုပဲခူးမျိုးက ICJ အောင်စိုးမိုးပေးပို့ထားတဲ့သတင်းရုပ်သံပါခင်ဗျာမိလာရာနဲ့ပတ်သက်လို့မိလာရာကတော့2ရက်လောက်တော့ရှိတယ်နော် ဲ့ဒီမီးမလာတဲ့ကြောင့်ကျွန်တော်တို့ပြည်သူတွေမှာအခက်အခဲတော်တော်များများရှိနေတယ်ရေအခက်အခဲတွေဟုတ်လားပြီးတော့လည်းဘာသာရေးနဲ့ပတ်သက်လို့ရန်ကြောက်တာနဲ့ပြီးတော့လည်းအားလုံးပေါ့မီးဆိုတာကတော့တော်တော်များများအခက်အခဲကြုံရတယ်ကျွန်တော်တို့ဆိုရင်ဒါအခုဒီရေမရလို့မီးမရလို့ရေမမောအောင်ဒီတဲ့တော့ဆက်ဖြစ်နေတယ်ဘယ်လိုလဲတော့လည်းပြီးတော့လည်းဓာတ်တိုင်တွေကလည်းဘယ်လိုပြောရလဲသူတွေမကောင်းတိုင်းတွေမကောင်းတဲ့အနေတွေတော်တော်များတယ် ်အမီးမလာတာကတော့နှစ်ရက်ရှိတယ်မီးမလာလို့ပြောလိုက်ရင်တော့24နိုင်မှာ25နိုင်မီးမလာဘူးလို့ပြောရမှာဖြစ်နေတယ်။အခုဆိုလို့ချင်းနှဲကျော်3ရက်ခန့်ဖြစ်နေပြီပေါ့မီးပြက်နေတာလေ။ဘုန်းကြီးတို့ပြောရင်ဒါကသက်ဆိုင်တဲ့အာနာမိုက်ပွဲစည်း NDI ဆိုရပါပေါ့လေ။သူတို့ပြောနေချင်းတိုက်ပြီးလို့ဒါကလျှက်စစ်ဓာတ်တိုင်နေတုတ်ပြက်နေတယ်ဟောင်းသွားနေတယ် ကိုးရလည်းမကြမကြပြက်နေတယ်။ဒါကြောင့်မီးမလာတဲ့အတွက်ကြောင့်မို့ဘုန်းကြီးတို့ကစိတ်မကောင်းရင်များစွာကြုံရတဲ့တွေ့ဘုန်းကြီးတို့ပါနေရောညားပါလက်စက်မလာတဲ့အတွက်ကြောင့်မို့လေမီးစက်တွေနှိုးရတာနေတိုင်းလိုလိုဖြစ်နေတယ်။အဲ့လိုပြောနေတာကလက်စက်ကတာဝန်ရှိတဲ့လူများဓာတ်တိုင်းနေပြန်လဲပြီးအသက်လဲပြပါရန်နဲ့ကိုယ်ရဲ့တဲ့လည်းပြပါရန်လျှက်စ်ကိုဆောင်းတော့တယ်မှာဆောင်းပေးပါရန်ဘုန်းကြီးပြတဲ့ရက်ခံတာပေါ့လေ ဒီသတင်းကတော့ဘကိုးတိုင်းဒေသကြီးဖြူးမြို့နယ်ဇဟာကျေးရွာမှာကိုတူကိုထမီလင်းရဲ့အတွက်အောက်ခံထားတဲ့ငွေစင်းရှင်းနဲ့မပြုတ်လို့တဲ့အတွက်ဒေသခံတွေမကြေမနပ်ဖြစ်တဲ့အကြောင်းပြောဆိုထားတဲ့သတင်းရုပ်သံပါခင်ဗျာအကုန်လုံးကျွန်တော်ဒီမီလင်းကိစ္စကိုတို့ကွန်ပျူတာထားတဲ့အချိန်မှာငွေအားလုံးတွက်လိုက်တာပေါ့အဲ့မီယူမဲ့လူအိမ်80နဲ့၄ဦးပေါ့80 60ဦးပေါ့အဲ့တော့တော့ငွေအမောက်ကိုတွက်လိုက်တယ်သတိ၄တောင်းကြတယ်သတိ၈တောင်းကြတယ် နှစ်သိန်းကြတယ်လို့ခွဲလိုက်တယ်သူအဲမီးလင်းဆိုပြီးခွဲတယ်လေးလာမလို့ငွေထည့်ပြီးတော့လင်းမလာဘူးမီးကျိုးတွေ့ပြီးတော့လင်းမလာတဲ့အချိန်မှာသူ့အိမ်ကြတော့အရင်ဆုံးကျွန်တော်လမ်းမီးရနေပြီးတော့ဆက်ပြီးလင်းပြီးတယ်လမ်းမီးလင်းပြီးတော့သူ့အိမ်တိုင်တော့သူမီးလင်းတယ်သူ့အိမ်ဆိုတာကဥက္ကရာမီးဥက္ကရာအိမ်မှာမီးလင်းတယ်တမ်းပြီးတော့မီးလင်းဥက္ကရာမီးလင်းဥက္ကရာသူ့တိုင်ပဲလင်းတယ်ကျွန်တော်အိမ်မလင်းလာတော့ကျွန်တော်တို့ကပြောလာတယ်ဘာလို့ငါတို့အိမ်ကျတော့လင်းမပေးဘူးဆိုတော့ ငွေမလောက်ဘူးတဲ့နောက်ထပ်တသိန်း6000ငွေထဲမှာမီးလေးလေးမယ်ဆိုပြောတယ်ဟုတ်ကဲ့ကျမတို့ချီမှာပထမသူတို့ခွဲတာတသိန်း8000ခွဲပါတယ်တသိန်း8000ကနေပြီးတော့ဒီတသိန်း8000တွင်းပြီးလို့ရှိရင်တဲ့အိမ်ကိုဖျားမီးနဲ့အိမ်မှာမီးလင်းဖို့တုံးဝင့်ပေးပါမယ်လို့သူကပြောထားတာအဲ့လိုပြောပြီးတဲ့အခါကျတော့မှကျမတို့ဒီငွေကိုတွင်းလိုက်ပါတယ်သွင်းပြီးတဲ့အချိန်မှာနောက်ထပ်သူတို့ကဒီပတ်စံနဲ့မရဘူးဆိုပြီးတော့6000 5000ကိုထပ်ပြီးတော့ခွဲလို့ကျွန်မထည့်ပေးရပါ ကျွန်တော်တို့အဲ့ရံနဲ့ပတ်သက်လို့ကျွန်တော်ဒီကြေးရွာမှာကုန်ကြထားတဲ့ဒတိုင်းနဲ့ဒတိုင်းကွာခြားမှုကုန်ထားတဲ့ငွေလေးတွေပေါ့အငွေအမောက်လေးတွေရှင်းပြပေးဖို့သူကရှင်းပြပေးဆိုမရှင်းပြနိုင်ဘူးရွာမှာဖုန်းကြောင်မှာအစည်းအဝေးလုပ်တယ်လုပ်တော့ခင်ဗျားတို့သိချင်ဒီစာအုပ်ကိုကြည့်ဆိုတော့စာအုပ်ကြီးကထိုးချပြီးတော့ကျွန်တော်ကဒီအင်္ဂလိပ်စာလည်းမတက်တော့နားမလဲအဲ့တော့ဒီတဲ့သိချင်လို့ရှိရင်လည်း EBC ရုံသွားမေးဆိုတော့အဲ့လိုပဲပြောကျွန်တော်တို့လိုချင်တာဒီရရမှာကုန်ကြတယ်ကျွန်တော်တို့ ဒီမီးလုတ်တဲ့ကိစ္စနဲ့ကုန်ကြတဲ့ငွေအမောက်ကလေးကိုပြည်ကျင်တာပေါ့ကျွန်တော်ခွဲရန်ကောက်ထားတာဘယ်လောက်ရလဲကျွန်တော်ကုန်တာဘယ်လောက်ကြရလဲဒါလေးတွေချင်းပြဖို့ကျွန်တော်ကလိုလားတာဥစဉ်ဒီလေအဲ့ဒါကိုမချင်းပြသေးဘူးလက်ပြန်တစ်ဘက်ကအဲ့လိုချင်းမကြီးပြောတာရက်ပေါင်းတွေလည်းကုန်ဆုံးနေပါလက်မပြန်ထုတ်ပေးဆိုတာတို့ကဘယ်လိုပြောဆိုတော့အမားတို့တဲ့အခုတိုင်ထားတဲ့အထဲမှာတဲ့အမားတို့ပါလားအေးပါတယ်တိုင်ထားတာတော့မဟုတ်မင်းတို့ငွေရှင်းရေးအတွက်အမားတို့လက်မှတ်ထိုးပေးဆိုလို့ကြောင်းမှာရှင်းလင်းဖို့ကမင်းတို့လက်မှတ်ထိုးခိုင်းတယ်ဆိုလို့အမားတို့ထိုးပေးလိုက်တယ် အဲ့လိုပြောတဲ့အခါကျတော့မဟုတ်ဘူးတဲ့ကျွန်တော်တို့တဲ့တရားစွဲထားတာတဲ့သူတို့ကအေးတရားစွဲတာမစွဲတာတော့အမားတို့ကတော့မသိဘူးသူတို့ကတော့အမီရှင်းလင်းရေးအတွက်လက်မှတ်ထိုးပေးပါဆိုလို့အမားတို့ထိုးပေးလိုက်တယ်လို့အဲ့လိုပြောကခင်ဗျားတို့တိုင်ကြားချက်ဖွင့်ထားတာတဲ့ဒါကြောင့်မလို့နဲ့ခင်ဗျားတို့ဒီအကြောင်းကိုလိုက်ပြီးတော့ခင်ဗျားတို့ယုံပါတဲ့လိုက်ရှင်းပြနိုင်ရှင်းပြမရှင်းပြနိုင်ရင်တဲ့အဲ့ဒီဟိုနေရာကိုတောင်းတင်ရပြောနေတို့24ရောက်လုံးကသူကတရားပြန်စွဲပြီးတော့ယုံမှအမှုဖွင့်မှာတဲ့ဖမ်းလဲခံရမှာပဲတဲ့နေတို့တဲ့ကိုဖေကျမတော့ငါလာခေါ်ပါတယ်ကိုမြန်တန်းတစ်ခေါက်လာခေါ်ပါတယ်နောက်လည်းမှာ အောင်မူတစ်ခေါက်လာခေါ်ပါတယ်ကျမနောက်ဆုံးကိုထွေးလာခေါ်ပါတယ်ကိုထွေးလာခေါ်တဲ့အခါမှာခင်ဗျားတရားလုံးမရောက်ဘူးတော့ကျမကိုမေးပါတယ်ကျမရောက်ပြီရဲ့ဘောတရားအောင်လည်းရောက်ပြီခင်ဗျားလည်းမထိုးထဲထိုးလိုက်ပါတယ်ပေါ့အဲ့ကိစ္စကဘာလဲခင်ဗျားမကြည့်နေဖြစ်လိမ့်မယ်ပေါ့ခင်ဗျားတို့ဖန်စီခံထားတဲ့ပေါ့ဒါမျိုးအောင်မထိုးနဲ့လို့ပြောပါပါဒီတဲ့င်းတော့ဂျိုးပင်ကောင်မျိုးဟာဟိန္ဒူဘာသာဝင်တွေရဲ့ရိုးရာမီးနင်းပွဲတော့အကြောင်းတရင်ရုပ်တံပါခင်ဗျာရှုစားပါ

နည်းနည်းသားတွေကနေလာတာပေါ့။ဒါ30ရှိနေတယ်ကြောင့်ဆရာကတော့မြန်မာနိုင်ငံလုံးဆရာဟိန္ဒူပရောဟိတ်ပူဇာရီဟိန္ဒူဘုန်းတော်ကြီးများဘုရားပွဲကြောဖြစ်ပါတယ်မြန်မာနိုင်ငံနက္ခတဝိရပရောဟိတ်ပညာရှင်များအဖွဲ့ရဲ့နာယကနှစ်လည်းဖြစ်ပြီးမြန်မာတမင်ဗုဒ္ဓဘာသာလူငယ်များအသင်ရဲ့သာသနာပြုဆရာလည်းဖြစ်တဲ့ ဆရာကတော့အမှတ်30နှစ်ဒါငရက်ပွဲတင်ငန်းညုံဘောကလန်ศรีเจสติวินัยကမဟာပိန်းရဲ့ဖရာเจ้าမှာចောင်းနိုင်ဆရာလုပ်ပါတယ်ဆရာကြီးမှာចောင်းနိုင်ဆရာလုပ်တဲ့တတန်းကတော့နှစ်20ရှိပါပြီမြန်မာနိုင်ငံနဲ့မကနိုင်ငံသားဘာနယ်လက်သာသနာခုဖြစ်တဲ့ဒီခုလိုဂျိုးပင်ကောင်းမျိုးမှာမင်းရင်းပွဲပြုလုပ်ရခြင်းအကြောင်းရင်းမှာလောကမာတာအမေမေတော်ကိုခொနည်းတာသည်အားလုံးရဲ့တောကဒုက္ခအခက်အခဲအားလုံးကိုကင်းဝေးစေရန်အတွက် မေတော်မှာတစ္ဆာဆိုပြီးတော့ဒီကြီးကိုညွှန်းချင်းဖြစ်တယ်။မိမင်းင်းကမှာချိုတင်ဥပုပ်တတလို့၅ပါးသီလမြဲပြီးတော့အဋ္ဌံပြုပြီးတော့မှဒီကြီးကိုနင်းရခြင်းဖြင့်မေတော်ကြီးကသူ့သားသမီးကိုလက်ခံပြီးပန်းကဲသို့မင်းင်းဘွက်ကကြောင်းလဲသွားတယ်။ကျွန်တော်ပုံမဟပါဆန္ဒပဲညံသွားပါကျွန်တော်တို့ကဒီမင်းင်းဘွက်ကိုဖွားတော့ဘူး။ဒီကိစ္စတွေကြွရတာကအလဲသာသမီးရဲ့အလူဒါနာဆောင်ရအောင်ကျွန်တော်တို့ကမင်းင်းဘွက်တော်ကိုပြုလုပ်ပြီးခမ ံကိုတွန်းပေးရတာဖြစ်ပါတယ်ခုတင်ဆက်ခဲ့တာကတော့ DVB ရုပ်မြင်သံကြားအစီအစဉ်လေးထဲက i citizen journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်တည်းမိမိတို့ရက်တိသားမှာဖြစ်ပေါ်နေတဲ့သတင်းအချက်အလက်တွေအများနဲ့သက်ဆိုင်တဲ့သတင်းဓာတ်ပုံဗီဒီယိုတွေကိုပေးပို့နိုင်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ဇော်မိုးပဲ။ Thank you.